အားလုံးတာလီစွာပါကျွန်တော်ဒီနေ့အသင်မဲ့ဟာတော့ကျွန်တော်တို့ဒီ Microsoft Word မှာပေါ့နော်ဒီစာတွေထဲမှာနေပြီးတော့ပုံကိုဘယ်လိုထည့်မလဲဆိုတဲ့ဟာကိုသင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ Microsoft Word ကိုဖွင့်လိုက်မယ်နော်ကျွန်တော်တို့ shortcut နဲ့ပဲသွားလိုက်မယ် keyboard ပေါ်က Windows key ရဲ့ R ရဲ့ကိုနှိပ်မယ်ပြီးရင် W R N W R D ဖွင့်သွားဆိုပြီးရိုက်လိုက်နော်ပြီးရင် keyboard ပေါ်က enter key ကိုနှိပ်လိုက်မယ် Okay blend up ပြီးမှကျွန်တော်တို့သွားမယ် โอเคเนาะအဲ့တော့ဒီမှာကျွန်တော်တို့ကစာတစ်ခုခေါ်လိုက်မယ်เนาะစာပိုက် very handy โอเคအဲ့တော့ကျွန်တော်တို့ကဒီမှာပုံထည့်မယ်ပေါ့เนาะကျွန်တော်တို့ insert insert တက်ကိုသွားမယ်သွားပြီးတော့နေပြီးတော့ကျွန်တော်တို့ပုံထည့်မယ်ပေါ့ထည့်မယ်ဆိုတော့ကျွန်တော်တို့ပုံဘယ်နားမှာထည့်ကျင်တာလဲပေါ့เนาะကျွန်တော်ဥမာဒီနားမှာထည့်ကျင်တယ်ဆိုဒီနားမှာကာစာကိုချမယ်ဒါမှမဟုတ်ဒီစာပိုက်ရဲ့အဆုံးအောက်နားလေးမှာထည့်မယ်ဆိုရင်ကာစာကိုဒီနားချမယ်เนาะโอเคကျွန်တော်ကဒီနားမှာ ောက်ဆုံးသားလေးမှာထည့်မယ်ပေါ့နော်အဲ့လိုဆိုတော့ကာစာဝဒီနာမှာချထားမယ်ပြီးလို့ရှိရင် picture နှိပ်ပြီးတော့ကျွန်တော်တို့ကအဲ download ဆိုတဲ့နေရာကိုသွားမယ်သွားပြီးတော့ကျွန်တော်ဒီပုံလေးကိုထည့်လိုက်မယ်ပေါ့နော် okay ဒီပုံလေးရောက်လာပြီရောက်လာပြီဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီဒီပုံလေးပေါ်မှာကျွန်တော်တို့ဒီကတစ်ချက်နှိပ်လိုက်လို့ရှိရင်သူကနေပြီးဒီ format ဒီပုံရဲ့ format ထဲကိုရောက်သွားတယ်ပေါ့နော်အဲ့လိုမျိုးအဲ့ဒီခါကျတော့ကျွန်တော်တို့ကဘာလုံးလို့ရလဲပေါ့ဒီအရာကိုဘာလုံးလို့ရလဲဆိုတော့ကျွန်တော်တို့နေပြီးတော့အမ်ဒီပုံလေးကိုပေါ့နော်ကျွန်တော်တို့ဥမာရွှေမာတို့ကိုလိုချင်တဲ့အနေထားဥမာရွှေမာတို့အဲ့လိုသေးမာတို့အဲ့လိုမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုံးလို့ရလဲဆိုတဲ့ခါကျဒီမှာ what တက်ဆိုတာရှိတယ်ပေါ့နော် အဲ့ဒီ word tag ကိုနေပြီးတော့ကျွန်တော်တို့ဥမာတခုခုရွေးလိုက်ရတယ်ပေါ့ဒီနားမှာเนาะအဲ့လိုမျိုးဒီနားကနေပြီးအဲ့လိုမျိုးမရွေးချင်ဘူးမရွေးချင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ bin လေးမှာပုံရက် bin လေးမှာရှိတယ်ဒီမှာဒီဟာထဲကကျွန်တော်တို့ကြိုက်တဲ့ဟာကိုတခုခုရွေးလို့ရတယ်ရွေးလိုက်တာနဲ့အဲ့လိုမျိုးပုံကိုအွှေ့ပြောင်းကျွန်တော်တို့လုံးလို့ရတယ်ပေါ့ဗျာအခုကျွန်တော်နေပြီးဒီမှာထောက်လိုက်တော့ square ပေါ်တယ်အဲ့ဒီ square ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်မယ်เนาะโอเคနှိပ်လိုက်တော့ကျွန်တော်ပုံကိုရွှေ့လို့ရပါပြီပေါ့เนาะ ရွှေလို့ရပါပြီဆိုတော့ပေါ်ရွှေမယ်ရွှေရမရွှေမယ်ဒီမယ်ဆိုရင်ဒီတောင်းတာလေးမှာကျွန်တော်တို့ကိုလိုတလောက်ပေါ့ဒီလို့ရတယ်ပေါ့နော်အဲ့လိုမျိုးโอเคကျွန်တော်ရွှေမယ်ရွှေမယ်โอเคဒီနားလေးမှာเนาะကျွန်တော်ကြည့်မယ်အခုဒီနားကိုကျွန်တော်ရွေးလိုက်မယ် layer option ကိုရွေးလိုက်မယ်ရွေးလိုက်ပြီးတော့ကျွန်တော်တို့ခဏကျွန်တော်က square ကိုရွေးတာเนาะအခုနေပြီဒီဟာလေးရွေးကြည့်ဒါတိုက်နော် ိုဒီမှာ through เนาะ tile လေးကိုရွေးကြည့်ဒီမှာ through လေးကိုရွေးကြည့်ပြီးလို့ရှိရင်ဒီကောင်းလေးကကြာတော့ဒီမှာ top and button ပေါ့เนาะဒီကောင်းကကြာတော့အမှန်ကဒီမှာစာเจ้าနေရအပေါ်အောက်အဲ့လိုရှိရเนาะဘင်းသားမှာစာเจ้าနေမရှိဘူးဒီကောင်းရွေးရဆိုလို့ရှိရင်ဒီမှာတွဲလာပေါ့အဲ့လိုပြန်သွားစာเจ้าနေရဒီမှာဘင်းသားတွေမရှိတော့စာလုံးနေရเนาะပေါ်အောက်ရောက်သွားတယ်အဲ့လိုမျိုးသူကုံတက်တီလေးနဲ့သူရှိတာကွာဒီဟာကျော behind test ပေါ့နော်ဒါကနေပြီးတော့ ပုံကနေပြီးတော့စာရည်နောက်မှာရောက်သွားတယ်ပေါ့နော်ပြီးတော့ကျွန်တော်ကနေပြီးဒီမှာ in front of desk ပေါ့နော်အဲ့ဒါလည်းနေရမှာဆိုရင်ပုံကနေပြီးရှေ့ဝင်ရောက်လာမယ်နော်ဒီမှာဒါ square နော် square ဆိုတော့ဒီမှာကျွန်တော်တို့ကိုချိုက်တဲ့နားမှာအဲ့လိုမျိုးဒါထားလို့ရတယ်ပေါ့ပုံအဲ့လိုရွှေ့ပြီးတော့ mouse နဲ့ဖြည့်ပြီးတော့ပေါ့နော်အဲ့လိုမျိုးအဲ့တော့ပြောချင်တာကနေပြီးဒီမှာကျွန်တော်တို့ဒီ layer option တွေကနေပြီးဒီဟာကိုချိုက်တဲ့ဟာတစ်ခုကိုရွှေ့ရွှေ့ပြီးတော့မှနေပြီးကျွန်တော်တို့နေပြီးပုံလေးကိုဥမာရွှေ့ရတာဥမာပုံကို ေးတာကြီးတာကျွန်တော်တို့ကြိုက်တယ်လို့ဒါကစားလို့ရတယ်ဆိုတဲ့ဟာကိုကျွန်တော်ပြောချင်တာပါနောက်တစ်ခုကကျွန်တော်တို့ဒီပုံပေါ့နော်ဒီပုံဝင်နေပြီးတော့ကျွန်တော်တို့ဒီမှာ correction ပေါ့နော်ဒါပုံကိုနေပြီးနည်းနည်းပြင်တဲ့သဘောပေါ့နော်ဒီမှာကိုကြိုက်တယ်လို့ပုံဥမှာသူပေးထားတဲ့ format အတိုင်းနေပြီးဒါပြင်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးဒါတော့ correction ဒါ color color ဆိုလဲဘယ်လိုပုံထားခြင်းလဲနော် black and white လားနော် ီမှာသူပေးထားတဲ့ line အဲ့လိုမျိုးပုံစံလေးတွေဟိုဒါပြောင်းလို့ရတယ်ဆိုတဲ့ဟာလေးကိုပြောချင်တာပါနောက်တစ်ခုကနေပြီးတော့ကျွန်တော်တို့ဒီမှာ chain feature ပေါ့ဒီပုံအခုကျွန်တော်ကဒီပုံကိုယူထားတယ်ပေါ့နော်ယူထားတယ်ဆိုတော့ဒီပုံကိုကျွန်တော်ကပြောင်းမယ်ပေါ့ပြောင်းမယ်ဆိုတော့ဒီမှာ chain feature ကိုနှိပ်လိုက် okay နှိပ်လိုက်ပြီးတော့ကျွန်တော်ကနောက်တစ်ပုံနဲ့အစားထိုးမယ်ပေါ့နော်ဒီပုံနဲ့အစားထိုးမယ်ပေါ့အဲ့လိုဆိုတော့ဒီပုံကိုနှစ်ချက်နှိပ်လိုက်အဲ့ဒါဆိုရင်ခဏပုံနေရာမှာဒီပုံအစားထိုးလိုက်ရပေါ့ဗျာဒါ chain feature ပေါ့နော်ပြီးတော့ဒီမှာ ဒါ reset feature ပေါ့ reset feature ဆိုတာကတော့ကျွန်တော်တို့ဒါပြန်ပြီးတော့မလုပ်တော့ဘူးဆိုတဲ့ဟာကိုကျွန်တော်တို့ပြောချင်တာပေါ့နော်နောက်တစ်ခုကဒီမှာကျွန်တော်တို့ဒီပုံပေါ့နော်ပုံဝင်နေပြီးတော့ကျွန်တော်တို့ဒါပြောင်းတဲ့ဟာလေးတွေပေါ့ဒီဟာ feature style ပေါ့နော်ကိုထည့်ထားတဲ့ feature နေပြီးဘယ်လိုပုံစံမျိုးပြောင်းကျင်လဲဆိုတဲ့ဟာပေါ့ဥပမာဒီလိုဆက်ဝိုင်းနဲ့ထားခြင်းလားဒီလိုပုံစံထားခြင်းလားဒီလိုထားခြင်းလားဒါလေးကတော့သုံးပါတယ်နော်ကျွန်တော်တို့ size size software သုံးတဲ့အခါမှာဒါလေးတွေကအသုံးတည့်တယ်ပေါ့ဗျာအဲ့လိုမျိုး အကိုကြိုက်တဲ့ပုံစံလိုမျိုးဒါထားလို့ရတယ်ပေါ့နော်ဒီကောင်လေးက picture style နော် okay နောက်တစ်ခုကဒီမှာ picture border ပေါ့ picture border ဆိုတာနေပြီးတော့ဥမာကျွန်တော်တို့ဒီ picture ရဲ့ဒီ base ပက်ပက်လဲမှာ border ပေါ့နော်အဲ့ဒီဟာကိုကျွန်တော်ဥမာဒီမှာ weight ဒီကောင်လေးဒီလောက်အထူးလေးထားလိုက်မယ်နော် okay ဒီမှာထူလာပြီတွေ့ရနော်အဲ picture border picture border မှာမှအဲ့ဒီ border ကိုနေပြီးကျွန်တော်တို့ဘယ်လို color ထားမလဲနော်ကျွန်တော်ဒီမှာစိတ်ချိုက် color ရွေးလို့ရပါတယ်ဒီမှာကျွန်တော်အနေထားလိုက်မယ်နော် picture border မှာ အဲ့ဒါကျွန်တော်တို့မထားချင်ဘူးဆိုလို့ချင်းဒီမှာ no outline အဲ့ဒါဆိုရင် border ရော color ရောပျောက်သွားပြီနော် okay အပြောင်းပြောင်းပါတယ်နော်ပြီးတော့ဒီမှာ picture effect ပေါ့ picture effect ဆိုလို့ချင်းလဲကျွန်တော်တို့ဥမာဘယ်လိုအဖက်မျိုးထားချင်တာလဲနော်ဒီမှာသူပေးထားတဲ့အတိုင်း format ပေးထားတဲ့အတိုင်းနေပြီးကျွန်တော်တို့ပြောင်းလို့ရပါတယ်ဒီမှာ glow လာနော်ပို့ပြီးတော့နှုတ်သွားစေချင်တာလားပုံလို့အဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ကြိုက်သလိုဒီမှာပေးထားတဲ့ပုံစံအတိုင်းကျွန်တော်နေပြီးတော့ထားလို့ရတယ်ဆိုတဲ့ဟာပြောချင်တာပါ နောက်တစ်ခုကတော့ဒီမှာ position ပေါ့နော် position ဆိုတာတော့ဥမာဒီစာနဲ့ပုံနဲ့ကိုပေါ့ဘယ်လိုပုံစံထားခြင်းလဲပေါ့ဒီမှာလည်းပြထားပါတယ်နော်ဒီမှာဆိုရင်ပုံဝင်နေပြီးတော့ဒီမှာဘယ်ဖက်ရဲ့တောင်ဆုံးမှာထားတာဒါအလဲမှာထားတာပုံနော်ဒီကကြတော့ညာဖက်ဒီကောင်ကြတော့ဘယ်ဖက်ရဲ့အလဲဒါခလဲဒါနေပြီးညာဖက်နော်ဒီမှာပြထားတဲ့အတိုင်းကျွန်တော်နေပြီးအဲ့လိုမျိုးထားလို့ရပါတယ်နော်အဲ့လိုမျိုးဒီနယ်ကလည်းသွားလို့ရတယ်ကျွန်တော်တို့ ကြိုက်တယ်လို့ mouse နဲ့ဆွဲပြီးတော့လည်းကျွန်တော်တို့သွားလိုက်ရဒီမှာဘဲဒီမှာညာဒီမှာအလဲနော်ကျွန်တော်ကြိုက်တယ်လို့ mouse နဲ့လည်းကစားပြီးတော့ကျွန်တော်တို့သွားလို့ရပါတယ်နော် okay ကျွန်တော်ဒီမှာပုံတော့ပုံထားမယ်ပြီးတော့ကျွန်တော်တို့ဒီပုံကိုကျွန်တော်ဥမာအာ crawl လုပ်မယ်ပေါ့နော် crawl လုပ်မယ်ဆိုလို့ချင်းဒီမှာ crawl ဆိုတာတော့ဖြတ်တာပေါ့ဒီပုံကိုတစ်ချက်ရွေးထားမယ်ပြီးလို့ရှိရင်ဒါ crawl ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဘလိုသလောက်ဖြတ်လို့ရတယ်ပေါ့နော်ပိုင်းဖြတ်တာပေါ့ ီးလို့ရှိရင် keyboard ပေါ်က enter နိုင်လားအဲ့ဒါဆိုရင်ကိုလိုသလောက်ဒါဖြတ်လို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာပုံဝင်နေပြီးတော့ rotate လှည့်မယ်ပေါ့ဘယ်လောက် degree လှည့်မှာလဲနော်ကျွန်တော်တို့ဒီမှာလှည့်လို့ရတယ်နော်โอเคကျွန်တော်အနာလည်းလွှဲလဲလို့ရတယ်နော်ပုံဝင်နေပြီးတော့โอเค ောက်တစ်ခုကကျွန်တော်ဒီမှာနောက်ပုံတပုံယူလိုက်မယ်เนาะဒီအောင်နာလေးမှာနောက်ပုံတပုံယူလိုက်မယ် insert table insert တဲ့ picture ချာထက်ကမှာဒီပုံယူလိုက်မယ်ပေါ့ okay အဲ့တော့ကျွန်တော်ကဒီပုံကိုရွှေ့ခြင်းနဲ့ပေးခြင်းနဲ့ဆိုရင် banner ဒီ layer option တွေကတစ်ခုကိုယူလိုက်ယူလိုက်ပြီးတော့မှဒီပုံနည်းနည်းသေးမယ်ပြီးရင်အပေါ်ကိုရွှေ့မယ်ဒီပုံ okay ပေါ့ရှင်းမယ်ပုံနဲ့နဲ့တင်းမယ်เนาะပုံနဲ့နဲ့တင်းမယ်ဒီမှာဒီပုံတော့ခုတင်ထားမယ်ပေါ့တင်ထားမယ်ဆိုလို့ရှင်ဥမာဒီဒီပုံပထမဒီပုံကိုကျွန်တော်ကလေးနှိပ်ထားတယ်နှိပ်ထားပြီဆိုလို့ရှင်ဒီမှာ brain forward နဲ့ sample word ဆိုတာလေးကိုပြောချင်လို့ပါเนาะဒီကောင် brain forward နှိပ်လိုက်တယ်ဆိုလို့ရှင်ဒီပုံရဲ့ဒါရှေ့မှာပေါ့ brain forward ကိုနှိပ်လိုက်တယ်ဆိုလို့ရှင်ဒီပုံရဲ့နောက်ကိုရောက်သွားပြီဒီပုံကเนาะ ဒီတိုင်းမှာပဲဒီပုံကိုလည်းဒီတိုင်းထားလို့ရတယ် sum for war နော်ရှေ့ရောက်သွားပြီ sum for war ဒါနောက်ရောက်သွားပြီပေါ့နော်အဲ့လိုမျိုးအဲ့လိုပုံတွေပါတယ်ထက်တဲ့အခါကျတော့ရှင်ကျွန်တော်တို့ဘယ်လိုပုံစံထားကျင်လဲဆိုတဲ့ဟာကိုနေပြီးတော့ကျွန်တော်တို့ဒီမှာပြောချင်းဖြစ်ပါတယ်နော် okay ဒါကတော့ဒီဟိုအတုံးတဲ့တာလောက်ပဲကျွန်တော်တို့ပြောချင်တာပေါ့နော်ဒီမှာတော်တော်များများတော့ဟိုဒီအဲ့ဒါကြောင့်လည်းကျွန်တော်အမြင်သွားတာပေါ့နော်ဒီဟာကိုအမြင်သွားလိုက်တာပါဒါ ိတ်ပြီးတော့တုံးလို့ရတဲ့ဟာတော့တိတ်မရှိပါဘူးဒီမှာနေပြီးတော့ဒါလွယ်တဲ့လွယ်တဲ့ပေါ့နော်ဒီဟာလေးတွေကဒီဟာမှာကျွန်တော်တခုကျန်တာဒီမှာ remove background ပေါ့နော် remove background လေးရတော့ကျွန်တော်ဒီဟာဒီပုံလေးကိုနှိပ်မယ်ပြီးလို့ရှိရင် remove background လေးကိုကျွန်တော်နှိပ်မယ်ပေါ့ okay နှိပ်မယ်ဆိုလို့ရှိရင်သူကဒီမှာနော်အဲ mark area to keep တဲ့နော်ကျွန်တော်နေပြီးတော့ဥမာအာကိုတိန်းထားခြင်းတဲ့ဟာဆိုလို့ရှိရင်ဒါနေပြီးတော့ဥမာအဲ့ဒီဟာလေးကိုကျွန်တော်တို့မလုပ်မယ်ပေါ့ selection ပြရမှာပေါ့နော် okay ဥမာဒီဟာဆိုလို့ရှိရင်ကျွန်တော်တို့ပုံသိမ့်မယ်ပေါ့အနည်းပုံပေါ့နော်ဒါလေးရောနားလည်အောင်ပြလိုက်နားလည်အောင်ပြလိုက်တဲ့သဘောပါပဲဒီဟာနော်အဲ့လိုမျိုးသိမ့်မသုံးပါဘူးနော်โอเคအဲ့ဒါဆိုရင်ဒါဒီဒီပုံလေးဆိုကျွန်တော်ဒါကိုသိမ့်ထားမဲ့ဟာလေးကိုကျွန်တော်တို့မတ်လုပ်လိုက်တာပေါ့နော်ပြီးလို့ရှိရင်ဒီမှာဥမာဒီကောင်ဆိုလို့ရှိရင်တော့ဒါ my area to remove ပေါ့เนาะဒါကနေပြီးတော့ကိုဖယ်မဲ့ဟာကိုနေပြီးတော့ကျွန်တော်တို့ခဏလိုပဲ မလုပ်ပြီးတော့မှဖယ်လို့ရတယ်ပေါ့နော်ပြီးလို့ရှင်ဒီမှာ keep chain အဲ့တော့နှိမ့်လိုက်တယ်ဆိုတော့ဒီမှာပုံကကြံခဲ့မယ်ကျွန်တော်တို့နော်ဒါတေချာမလုပ်လို့ပါနော်တေချာနေပြီးအချိန်ယူပြီးတော့အဲ့လိုလုံးမယ်ဆိုလို့ရှင်ရပါတယ်ဒီနားလေးကအဲ့လို background တွေကို chain လို့ရတယ်ဆိုတဲ့ဟာပြောင်းလို့ရတယ်ဆိုတဲ့ဟာကိုကျွန်တော်ပြောချင်တာဖြစ်ပါတယ်ဗျာနော်ဒါလေးကတော့ကျွန်တော်တို့လွယ်လဲလွယ်ပါတယ်အဲ့ဒါကြောင့်နေပြီးတော့အမြန်သွားလိုက်ခြင်းဖြစ်ပါတယ်အားလုံးလည်းနားလည်နိုင်မယ်လို့မျှော်လင့်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်ဗျာ